လက်ထက်ခွင့်တောင်းတဲ့အခါမှာမရှိမဖြစ်လိုအပ်တဲ့ပစ္စည်းကိုဒီလိုမျိုးလုပ်ပါ යි ဟုတ်ပါ යි ဒါကြတော့လက်စွပ်မဟုတ်တဲ့လက်စွပ်ထည့်တဲ့ဘူးလည်းဖြစ်ပါ යි ကောင်မလေးကိုလက်ထက်ခွင့်တောင်းတဲ့အခါမျိုးတွေမှာဘူးကမပါမဖြစ်ပါဘဲလက်စွပ်ကိုထုတ်လိုက်တာထက်ဘူးနဲ့ကပို့ပြီးတော့တင်တောင်းတက်တဲ့ဖြစ်စီမှလည်းဖြစ်ပါ යි ပထမဆုံးဒါကိုလုပ်ဖို့အတွက်ကဘူးပုံစံပုံစံကွက်တစ်ခုကိုအရင်လုပ်ရပါ යි အသေးပုံဖြစ်စီတည့်ရပုံဖြစ်စီတတိယကလုံလုံပုံဖြစ်စီဒါမှမဟုတ်ရင်လေဒါပုံစံဖြစ်စီစသဖြင့်ကိုမှပုံဖော်လေးရှိကြပါ යි ပြီးတော့ရလာတဲ့ပုံစံကွက်လေးတွေကိုကော်နဲကိုမှတုတ်လိုက်ပါပြီ။ကော်တုတ်ထားတဲ့ပုံစံကွက်တွေကိုမှဂရီပါအနေရောင်နေတဲ့ကိုထက်လိုက်တာလည်းဖြစ်ပါပြီ။ဒီလိုမျိုးထက်လိုက်ရရင်တော့ပုံစံကွက်တစ်ခုလုံးကိုနုံညံ့တဲ့ဂရီပါအနေတွေကဖုံးလန်းသွားတော့မှလည်းဖြစ်ပါပြီ။အဲ့ဒါမျိုးနှစ်ခုကိုရလာတဲ့အခါမှာတော့အဖေးပွင့်ကိုလှုပ်ပြီးတော့အလင်းမှာတကားရီမှာထည့်တယ်လို့မျိုးပတ်တာကိုတက်လိုက်ပါပြီ။ဒါဆိုရင်တော့ပြင်ချွတ်ချွတ်မွေ့မွေ့နဲ့အဖွင့်ပိတ်ကိုလုံနိုင်ပြီလည်းဖြစ်ပါပြီ။ ပြီးတော့ပြီးဆိုရင်တော့အထင်းမှာစိုင်းရဲတစ်စိမ့်ပါတဲ့စက်ကူအကောင်စားတွေကိုပုံစံဖော်လိုက်တာလည်းဖြစ်ပါတယ်။နောက်ဆုံးအနေနဲ့ကတော့လက်စွပ်တင်မဲ့ဖော်တုံးကိုလည်းတေချာလေးကိုမှလီးဖြတ်ပုံဖော်ပြီးတော့ဘူးရက်ကိုထည့်လိုက်ပါတော့ရင်။ဒါဆိုရင်တော့ဖြင့်ဘူးရက်ကိုလက်စွပ်ထည့်ပြီးတော့ရီစားရှိလေးကိုဒူးထောက်ရုံပဲကြံပါတော့ရင်။ရီစားမရှိတဲ့ပရိသတ်တို့ကလည်းစေကူပဲအရင်ရင်ကြည့်လိုက်ကြပါအောင်နော်။အားလုံးကိုကျေးဇူးတင်ပါတယ်။